ဆက်ပေးမယ့်သတင်းကတော့တစ်တော့ကြောင့်တန်ရှင်းသမားဘဝကနေနမကြီးမော်ရယ်ပြည်ကိုရောက်ရှိလာတဲ့သတင်းပဲဖြစ်ပါတယ်။ တစ်တော့ပေါ်မှာအရှင်တို့အတွက်လူကြိုက်များခဲ့တာကြောင့်လမ်းပေါ်မှာတန်ရှင်းသမားလုံနေတဲ့ထိုင်းနိုင်ငံသူနိုဘီပါဂျစ်ဆွေမတမီတအိုဟာနေချင်းညာချင်းနမဲကြီးမော်တဲ့ဖြစ်ကိုရောက်ရှိသွားခဲ့လို့သိရပါတယ်။နိုဘီပါဂျစ်ဟာသက်28နှစ်အရွယ်စင်ငယ်မလာတအိုဖြစ်ပြီးတော့ဘန်ကားမြို့ကလမ်းလေးပေါ်မှာအမိုက်တိန်တာနဲ့တန်ရှင်းလောက်တာတွေလှူဆောင်ခဲ့တဲ့အမျိုးသမီးတအိုဖြစ်ပါတယ်။တန်ရှင်းလုပ်ငန်းတွေလှူဆောင်နေတဲ့သူမကိုရုရှားနိုင်ငံသားနမဲကြီးတပုတ်ဆရာတအိုဖြစ်တဲ့ဆင်မရက်ရှီကော့ဖ်ကအမှတ်မတဲ့သတိပြုမိရာကနေသူမရဲ့ထူးခြားသဘောအလှကိုပေါ်လင်းစေတဲ့တပုတ်တရှုံနဲ့ဗီဒီယိုဖိုင်တရှုံဝယ်ခု ခဲ့ပါတယ်။စင်မရက်ရှိကောဟာနိုဘီပါချစ်ကိုရကူထားတဲ့တပုံနဲ့ဗီဒီယိုဖိုင်တွေကိုသူ့ရဲ့ TikTok channel ပေါ်မှာတင်ရတာကနေထိုင်းနိုင်ငံသားတွေကြားမှာအချိန်တိုအတွင်းကြီးစုသူတန်းနဲ့ရှိပြီးရှိတဲ့အချိန်တွေကိုရရှိသွားခဲ့တာဖြစ်ပါတယ်။ထိုင်းမီဒီယာတွေကလည်းနိုဘီပါချစ်ကြောင့်ကိုရှင်းလင်းနေဖော်ပြခဲ့တာကြောင့်အရှင်တလာကျော်အတွင်မှာသူမဟာနမဲကျော်လှကုံနေနဲ့အတခြားထုတ်ကုံတွေကိုကြံကြံလက်ခံရကူရတဲ့မော်ဒယ်ဖြစ်ကိုရောက်ရှိသွားခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဒီသတင်းကိုတော့ညင်ကြောင်ဝါပေးပို့လာပါဗျ။